ရုရှားရဲ့ပိတ်ဆို့တန်ခတ်မှုတွေကိုရှောင်ရှားဖို့အသုံးပြုနေတဲ့လျှို့ဝှက်လက်နက်ကြီးပေါ်ထွက်လာပြီးဒီအချက်ကိုဂျာမနီကထိုးနှက်လိုက်ပါပြီ။ဒီလှုပ်ရှားမှုဟာကမ္ဘာ့ရင်တန်ဈေးကွက်ကိုလှုပ်ခတ်စေနိုင်တယ်လို့ပူတင်ရဲ့စစ်ရေးအသုံးစိတ်တွေကိုလည်းပုံမူကြက်တဲစေမှာပါ။ Baltic ပင်လယ်မှာ NATO ရဲ့နီးဗျူဟာတွေကိုပါလှိုင်းထစေနိုင်တဲ့အရာတစ်ခုပေါ့။ကမ္ဘာမျိုးလုံးတွေဟာအခုချိန်မှာဘယ်တော့မှမမြင်ဘူးခဲ့တဲ့သင်္ဘောတစ်စီးကိုစိုက်ကြည့်နေကြပါပြီ။ဒီသင်္ဘောဟာရုရှားရဲ့ Shadow Fleet အရေးထဲကသင်မောစုကြီးလို့ခေါ်တဲ့လျှို့ဝှက်စုဖွဲ့မှုရဲ့အစိပ်ပိုင်းတစ်ခုပါဒီစုဖွဲ့မှုဟာအခုချိန်ထိဘသူလက်နက်နဲ့မှမထိခိုက်နိုင်ခဲ့ပေမဲ့အခုဖြစ်လာတဲ့ဖြစ်ရပ်ကဒီစနစ်ရဲ့အဆုံးသတ်ရဲ့အစဖြစ်လာနိုင်ပါတယ်ဒီတော့ဒီ Shadow Fleet ဆိုတာပါလေဘာကြောင့်အခုထိဘသူမှမထိပါနိုင်ခဲ့တာလဲ Rider နဲ့အခြားသတင်းဌာနတွေရဲ့အစီရင်ခံလာအရဒီဂျင်နန်သင်းမောဟာအင်ဂျင်ပြဿနာတက်ပြီး Baltic ပင်လယ်ကရူဂန်ကျွန်းအနီးမှာမျောနေတာကိုတွေ့ရှိခဲ့တာပါ SOS အချက်ပြတာကို German Anarbein တွေကဖမ်းမိလိုက်တာဒါမှမဟုတ် engine ချုပ်ရင်းနေတဲ့သင်္ဘောကိုအလိုလိုတွေ့သွားတာလားဆိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဒါပေမဲ့ German အစိုးရကတော့ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲအရင်ကထုတ်ထားတဲ့သင်္ဘောရဲ့အမိန့်ကိုချက်ချင်းအာဏာတက်ရောက်စေခဲ့ပါတယ် Rider ရဲ့သတင်းအရဒီသင်္ဘောမှာရေနံတန်ချိန်တသိန်းဈေးနှုန်းအဖြစ်43သန်းဒေါ်လာလောက်ပါဝင်နိုင်တယ်လို့ဆိုပါတယ် ဒါဟာရုရှားအတွက်ငွေရင်းကြေးရည်ရာအကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကို ရှောင်ဖို့ရုရှားရဲ့ရေနံပို့ဆောင်ရေးစွမ်းရည်ကိုလည်းထိခိုက်စေမှာပါပနားမားလန်တက်ဆင်ထားတဲ့ဒီသင်းမောရဲ့နာမည်က Eventin ဖြစ်ပြီးရုရှားရဲ့ Shadow Fleet တဲကသင်းမောတစ်စီးဖြစ်နိုင်ပါတယ်ဒါဆိုဒီ Shadow Fleet ကဘလို့အလုပ်လုပ်လဲဆိုတာကြည့်ရအောင်ပထမဆုံးအနေနဲ့ရုရှားအနေနဲ့ကုန်တင်သင်းမောတွေအလုံလောက်ရှိဖို့လိုပါတယ် ကံကောင်းကျင်တော့ရုရှားမှာဒီလိုသင်းမောတွေအများကြီးရှိပါတယ်။သူတို့ဟာတရားဝင်မဟုတ်တဲ့နိလန့်တွေနဲ့ရေလံတွေကိုကဘာအနှက်ပို့ဆောင်နေကြပါလားပါ။ဒီသင်းမောတွေဟာအများအားဖြင့်တတိယနိုင်ငံတွေရဲ့အလံကိုတက်ဆင်ထားပြီးပိုင်ရှင်အဆင့်မှန်ကိုဖုံးကွယ်ထားတတ်ကြပါတယ်။ဒီလိုနည်းနဲ့ရုရှားဟာပိတ်ဆို့မှုတွေကိုရှောင်ရှားပြီးသူ့ရင်နံတွေကို ရောင်းချနေကြတာပါ။ဒါပေမဲ့အခုလိုသင်းမောတစည်းပြောင်းဆုံးသွားတဲ့အခါဒီစနစ်ရဲ့အားနည်းချက်တွေကိုပေါ်လွင်စေပါရစေ။ဒါဟာရုရှားအတွက်ကြီးမားတဲ့ဒုက္ခဖြစ်ပြီး ူတို့ရဲ့စီးပွားရေးနဲ့စည်ရေးအခြေအနေတွေကိုပုံမခတ်ခဲစီမှာပါရုရှားမှာကမ္ဘာအကြီးဆုံးကုန်တင်သင်္ဘောလိုင်းတွေကတစ်ခုအပါဝင်ဖြစ်ပါတယ်2023ခုနှစ်က Wilkinson Project ရဲ့ခန့်မှန်းချက်အရရုရှားမှာကုန်စုံတင်သင်္ဘော986စီးရေနံတင်သင်္ဘော388စီးအပြင်အခြားကုန်သွယ်ရေးလိုအပ်ချက်တွေအတွက်သင်္ဘော1500ကျော်ပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ဒီသင်္ဘောအားလုံးက Shadow Fleet အတွက်တင့်တော်တာမဟုတ်ပါဘူး တင့်တော်တဲ့တင်မောဆိုတာအနည်းဆုံး15နှစ်ထက်အိုမင်းနေပြီးတခြားနိုင်ငံတွေရဲ့ကုံသွယ်ရေးလိုင်းတွေမှာလည်းတွေ့နိုင်တဲ့ဒီဇိုင်းနဲ့တင်မောမျိုးဖြစ်ဖို့လိုပါတယ်။နောက်တစ်ချက်ကရုရှားဟာ flag of convenience အစဉ်ပြေတဲ့အလံစနစ်ကိုသုံးပြီးတင်မောရဲ့တကယ့်ပိုင်ရှင်ကိုဖုံးကွယ်ထားတတ်ပါတယ်။ဒီလိုအလံတက်ဖို့ရွေးတဲ့နိုင်ငံတွေမှာအချက်နှစ်ချက်တူညီတတ်ပါတယ်။နိုင်ငံငယ်လေးတွေဖြစ်ပြီးအပြည်ပြည်ဆိုင်ရာစံနှုန်းတွေကိုဂရုမစိုက်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါကြောင့်အနောက်နိုင်ငံတွေရဲ့စီးမြင့်တွေကိုလွယ်လွယ်ကူကူရှောင်နိုင်တာပေါ့။ တကယ်တော့ရုရှားကသူ့သင်္ဘောတွေကိုသူ့အလံအစားတခြားနိုင်ငံအလံတက်ပြီးနာမည်အသင့်နဲ့ကဘာအနှက်ကုန်ပစ္စည်းတွေပို့ဆောင်တာပါဒီသင်္ဘောတွေကရုရှားကမဟုတ်ဘဲတခြားနိုင်ငံတွေကလည်းဖြစ်နိုင်ပါတယ် Trafigura ကုန်သွယ်ရေးကုမ္ပဏီရဲ့အဆိုအရ2023 February မှာရုရှားရေနံတွေကိုလျှို့ဝှက်သယ်ဆောင်နေတဲ့သင်္ဘောအစီး600ရာရှိပြီးဒီဇင်ဘာမှာတော့1089စီးအထိတိုးလာခဲ့ပါတယ် ဒီအချိန်မှာကမ္ဘာ Shadow Fleet ရဲ့85ရာခိုင်နှုန်းဟာရုရှားရင်နဲ့ပို့ဆောင်ရင်းမှာပါဝင်နေပြီး66ရာခိုင်နှုန်းကရုရှားကနေပဲတည်ဆောင်နေတာပါပေလယ်ပြင်ဆိုင်ရာဆန်စစ်သူတွေရဲ့အဆိုအရဒီ Shadow Fleet တင်မော်တွေဟာကမ္ဘာစုစုပေါင်းရေနံသေယူမှုရဲ့78ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ်ဒီလိုတင်မော်တွေများလာတာကရုရှားကအသစ်ထုတ်လို့လို့မဟုတ်ပဲအိုမင်းပြီးအာမခံနေတဲ့တင်မော်တွေတုံးရမယ်မူဝါဒနဲ့ဆန့်ကျင်နေလို့ပါ တခြားနိုင်ငံတွေကသင်္ဘောတွေကိုဝယ်ယူပြီးအလံအစ်တက်ကအနောက်နိုင်ငံတွေကိုရှုပ်ထွေးအောင်လုပ်တာပါ event in သင်္ဘောမှာလည်းသုံးခဲ့နိုင်တဲ့နောက်ထပ်ဒီလန်တစ်ခုက ship to ship transfer ပင်လယ်ပြင်မှာသင်္ဘောချင်းရေနံကူးပြောင်းတဲ့နည်းပါဒီနည်းနဲ့ရုရှားသင်္ဘောတွေဟာအပြည်ပြည်ဆိုင်ရာရေလမ်းမှာတခြားသင်္ဘောတွေစီကိုရေနံတွေကိုလွှဲပြောင်းပေးပြီးခြေရာခံဖို့ခက်ခဲအောင်လုပ်တာပါဒီလိုရေနံကူးပြောင်းမှုတွေကိုအပြည်ပြည်ဆိုင်ရာရေပြင်တွေမှာ အထူးသဖြင့် Greek, Malaysia ဒါမှမဟုတ် ဖင်လန်ပင်လယ်ကွေ့အနီးတစ်ဝိုက်မှာလုံလေရှိပါတယ်။ဒီနည်းနဲ့ရုရှားကသင်းမောရီရဲ့လမ်းကြောင်းကိုဖုံးကွယ်နိုင်ပြီးတာမန်သင်းမောလုပ်ငန်းတွေလိုစာရွက်စလန်းတွေမပါဘဲပိုင်ဆိုင်မှုကိုအလွယ်တကူပြောင်းလဲနိုင်ပါတယ်။ပင်လယ်ပြင်လယ်မှာတခြားသင်းမောတွေစီရင်းနှီးတွေကိုလွှဲပြောင်းပေးလိုက်ခြင်းအဖြစ်ကုန်ပစ္စည်းရဲ့မူလအရင်းမြစ်ကိုဖျောက်ဖျက်ပစ်လိုက်တာပါ။ဒါကြောင့်ပိတ်ဆို့တန်ခတ်ခံထားရတဲ့ရုရှားရင်းနှီးတွေဟာမှောင်ရင်းတဲ့အချက်လက်တွေနဲ့ကမ္ဘာစည်းကွက်ထဲပြန်ဝင်ရောက်နိုင်တာပါ။ event in demo ရဲ့တိကျတဲ့လွှဲပြောင်းမှုတွေကိုပေါ်ပြမထားပါနဲ့ဒီလိုလုပ်ရတွေက shadow fleet အတွင်းတာမန်ဖြစ်နေကြပါပဲဒါကိုဘယ်လိုလုပ်သလဲဆိုတော့တင်မောအားလုံးဟာ International Maritime Organization IMO ရဲ့အပြည်ပြည်ဆိုင်ရာစံနှုန်းတွေကိုလိုက်နာရပါတယ်ဒီစီးမြင့်တွေမှာတီးတန့် IMO နံပါတ်ပြပါခြင်းတနိုင်ငံချင်းစီမှာမှတ်ပုံတင်ခြင်း ship to ship STS ကူးပြောင်းမှုများကိုစီကန်းချက်များနဲ့အညီဆောင်ရွက်ခြင်း Automatic Identification System AIS လို့ခေါ်တဲ့သင်္ဘောတည်နေရာပြစနစ်ကိုအသုံးပြုခြင်းလို့ပါဝင်ပါတယ်။ IMO ကရေနံတင်သင်္ဘောတွေနဲ့ရေနံယိုဖိမှုနဲ့အခြားမတော်တဆမှုတွေအတွက်အာမခံထားရှိဖို့လည်းသတ်မှတ်ထားပါတယ်။ဒါ့ပြင် Shadow Fleet သင်္ဘောတွေက AIS စနစ်ကိုမကြာခဏပိတ်ထားတတ်ပြီးရည်ရွယ်ချက်ရှိရှိအမှောင်ချလိမ့်ရှိပါတယ်။ဒါကြောင့် event team တွေကလည်းသူ့ရဲ့နိုင်ငံတွေကိုဖုံးကွယ်ဖို့နဲ့အနောက်နိုင်ငံတွေရဲ့စောင့်ကြည့်မှုကိုရှောင်ရှားဖို့ ဒီနည်းကိုအသုံးပြုခဲ့မှာသိကြပါဗျ။ဒီနည်းမျိုးဟာကစီမင်းထိန်းသိမ်းသူတွေရဲ့ပိတ်ဆို့မှုရှောင်ဖို့ကြိုးစားနေတဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ခက်ခဲစေပြီးဒီသင်းမောတွေကို လုပ်ငန်းလည်ပတ်မှုအတွက်လွတ်လပ်ခွင့်ပိုရစေပါဗျ။ဒါကြောင့်ဂျာမန်အာဏာပိုင်တွေရဲ့တိမ်းသိမှုဟာလုံးဝကံကောင်းထောက်မှာသာဖြစ်သွားခဲ့တာပါ။အကယ်၍တင်းမောရဲ့အင်ဂျင်မပြတ်စည်းခဲ့ရင်ဂျာမန်အာဏာပိုင်တွေပုံမတင်းကျပ်စွာစောင့်ကြည့်နေတဲ့ရေပိုင်နဲ့ထဲကိုမရောက်ခဲ့ရင်တခြားရေနဲ့တင်းမောဒါမှမဟုတ် ပြင်ဆင်ရေးသင်္ဘောတစ်စီးကသူ့ကိုလာရောက်ပြီးပြဿနာကိုပြင်ပေးကဆက်လက်သွားလာနိုင်ခဲ့မှာပါ။ဒါအပြင် Shadow Fleet သင်္ဘောတွေဟာအနောက်နိုင်ငံမဟုတ်တဲ့အာမခံကုမ္ပဏီတွေကိုအားထားနေရှိပါတယ်။ဒီကုမ္ပဏီတွေကရုရှား၊အိန္ဒိယ၊တရုတ်ဒါမှမဟုတ်အပြည်ပြည်ဆိုင်ရာပိတ်ဆို့မှုတွေကိုတင်းတင်းကြပ်ကြပ်မလိုက်နာတဲ့နိုင်ငံတွေမှာအခြေစိုက်ပါတယ်။ဒီအာမခံကုမ္ပဏီတွေက Evening လို့သင်္ဘောတွေအတွက်အနီးကန်အာမခံတွေပေးထားပြီးခြေချောင်းလုံခြုံရေးစံတုံးတွေနဲ့ကိုင်းကြီးပါတယ်ဆိုတဲ့အသွင်ဆောင်ဖို့အကူအညီပေးနေကြပါဗျ။ ဒါပေမဲ့ဒီအာမခံကုမ္ပဏီတွေကစစ်မှန်တဲ့ရေချောင်းအန်ရီတွေအတွက်လုံလောက်တဲ့အာမခံချွေတာမှုတွေမပေးတတ်ကြပါဘူး။ဒါကြောင့်လဲရုရှားရှယ်ရိုဖလိမှာအဟောင်းတွေကျုပ်ပြင်ထိမ့်သိမ့်မှုအားနေတဲ့တင်မောတွေပဲအများဆုံးပါဝင်နေကြပါ။တကယ်လို့တင်မောတစ်စီးမှာပြဿနာတက်ရင်အ ਨੇ ဆုံးငွေနဲ့ဖြည့်ရှင်းလို့ရအောင်အာမခံကုန်ကျစရိတ်ကို short ချဖို့အတွက်ဒီလိုတင်မောတွေကိုအသုံးပြုတာပါ။ eventing တင်မောရဲ့ engine ပျက်စီးရတဲ့အကြောင်းရင်းကလည်းအရေးသွင်းမြင့်အာမခံမရှိခြင်းကြောင့်ဂရုစိုက်မှုအားနည်းလို့ပဲဖြစ်နိုင်ပါတယ်။ ဒီအချက်ကရုရှားအတွက်အကြီးမားဆုံးပြဿနာတစ်ချို့ကိုထောက်ပြနေပါတယ်။ပထမဆုံးအနေနဲ့ရုရှား Shadow Fleet ရဲ့လုပ်ငန်းရွယ်စားဟာရုရှားအတွက်အလွန်အရေးကြီးတဲ့အရင်းမြစ်တစ်ခုဖြစ်နေပါပြီ။အနောက်နိုင်ငံတွေရဲ့မူဝါဒချမှတ်သူတွေအတွက်စိတ်ပျက်စရာကောင်းတာကဒီနည်းမျိုးဟာကသူတို့ရဲ့ပိတ်ဆို့မှုတွေကိုအထီရောက်ဆုံးခြေဖြတ်နိုင်နေတာပါ။2023ခုနှစ်အစောပိုင်းမှာရုရှားရင်နံဝင်ငွေ40ရာခိုင်နှုန်းကျဆင်းသွားတဲ့စီးပွားရေးအကျပ်တဲကာလပြီးတဲ့နောက် Shadow Fleet ကြောင့်ရုရှားစစ်ပွဲရေးအန်အောပွဲကောင်းလောက်အောင် ပြန်လည်နလန်ထူနိုင်ခဲ့ပါတယ်2023ခုနှစ်မှာရုရှားစစ်ပွဲရေး၄တသမ၁ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးပြိုလဲမဲ့ခံမှန်းချက်တွေကိုဖိဆန်နိုင်ခဲ့ပါတယ်ရေနံတွေဟာလမ်းကြောင်းအသစ်တွေနဲ့နေရာအသစ်တွေစီကိုဆက်လက်စီစဉ်နေသေးပါတကယ်တော့2022ခုနှစ်ယူကရိန်းကိုကျူးကျော်စစ်ဆဖြစ်ပြီးပိတ်ဆို့မှုတွေစတင်ခံရတဲ့နှစ်မှာတော့ရုရှားစစ်ပွဲရေး1.2ခန့်လုံးပဲရောကြခဲ့တယ်လို့ခန့်မှန်းရပါတယ် ။ဒါအပြင်2020-2021ကိုဗစ်ကပ်ဘေးကာလမှာလည်းရုရှားဟာနိုင်ငံအများစုနဲ့မတူဘဲစီးပွားရေးဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့ပါတယ်။ဒီလိုစီးပွားရေးတည်နေမှုတွေကြောင့်ရုရှားဟာစစ်ပွဲကနေတကယ့်ကိုအကျိုးမြတ်ရနေပါပြီ။ကနအူးပိတ်ဆို့မှုတွေခံရပေမဲ့ BRICS နိုင်ငံတွေနဲ့ကုန်သွယ်ရေးမိဖက်အသစ်တွေရှာဖွေနိုင်ခဲ့ပါတယ်။အရင်ကရုရှားရဲ့အဓိကကုန်သွယ်ဘက်တွေဖြစ်တဲ့တရုတ်တူရကီနဲ့နယ်သာလန်တို့အစားအခုဆိုရင်တရုတ်အိန္ဒိယနဲ့တူရကီတို့ကအဓိကဖြစ်လာပါတယ်။ ဒါဟာဥရောပနိုင်ငံအများစုကရုရှားရေနယ်နဲ့တန်းဝယ်တွေကိုဖျက်တောက်လိုက်တာကြောင့်ပါစစ်မဖြစ်ခင်ကဥရောပဟာတဘာဝတန်းဝယ်ရဲ့80%ရာခိုင်နှုန်းကျော်ကို တင်သွင်းရပြီးအဲ့ဒီတည်းက40%ရာခိုင်နှုန်းကရုရှားကနေပါ2022ခုနှစ်အကုန်မှာတော့ဥရောပမှာရုရှားတန်းဝယ်ထောက်ပံ့မှုက900ခိုင်နှုန်းပဲရှိပြီးအမေရိကန်နဲ့နော်ဝေးတို့ကအဓိကထောက်ပံ့သူတွေဖြစ်လာပါတယ်ဒါကြောင့်ရုရှားဟာပိတ်ဆို့မှုမရှိတဲ့တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေနဲ့ပုံသွဲမှုတိုးချဲ့ပြီးဒဏ်ခတ်မှုတွေကိုရှောင်ရှားနိုင်နေတာပါ။ အခုဆိုရင်ဒီနိုင်ငံနှစ်ခုတည်းကရုရှားရဲ့ကုန်သွယ်မှုအများစုကိုကိုးစားပြုနေပါပြီဒီပိတ်ဆို့မှုတွေကြောင့်အရင်ကဥရောပသမဂ္ဂကိုရောက်နေတဲ့ရေနံထွက်ပစ္စည်း၃ပုံ၂ပုံလောက်ဟာအခုဆိုရင်အိန္ဒိယကိုလှမ်းလမ်းလွှဲပို့နေရပါတယ်၂024ခုနှစ်အစောပိုင်းမှာအနောက်နိုင်ငံတွေကနောက်ထပ်ပိတ်ဆို့မှုတွေထပ်တင်လိုက်တဲ့အတွက်ဒီကုန်သွယ်မှုပမာဏနည်းနည်းကျဆင်းသွားပေမဲ့အိန္ဒိယအတွက်တော့ရေနံထောက်ပတ်မှုရုရှားအတွက်တော့ဝင်ငွေရပ်တည်နေသေးပါပဲ။ ဒီလိုဖြစ်နိုင်ရတဲ့အဓိကအကြောင်းရင်းက shadow flip ပါပဲဒီသင်္ဘောတွေဟာပင်လယ်ပြင်တွေကိုအတားအဆီးမရှိဖြတ်တန်းသွားလာနိုင်တဲ့အတွက်ရုရှားဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုရှောင်ရှားနိုင်ပြီးစီးပွားရေးတိုးတက်အောင်လုပ်နိုင်ခဲ့တာပါနောက်ဆုံးမှာတော့ဒီစစ်ပွဲကိုပဲထောက်ပံ့နေတဲ့သဘောပါဥပမာပြရရင်2022ခုနှစ်မှာရုရှားရဲ့စုစုပေါင်းဝင်ငွေရဲ့28%လောက်ကိုဓာတ်ငွေနဲ့ရေနံတင်ပို့မှုကနေရခဲ့တယ်လို့ခန့်မှန်းရပါတယ် 2023ခုနှစ်မှာတော့ဒီအချိုးစားက25ရာခိုင်နှုန်းအထိနည်းသွားတယ်ဆိုပေမဲ့ဒါဟာနိုင်ငံစည်းဝါးရေးရဲ့၄ပုံတစ်ပုံကိုရေနံနဲ့တန်းငွေလုပ်ငန်းတွေပေါ်မှီခိုနေတယ်ဆိုတဲ့သဘောပါပဲ။ဒါကြောင့်မဲဂျာမနီက Shadow Fleet သင်္ဘောတစ်စီးကိုအောင်မြင်စွာသိမ်းသိနိုင်တာဟာရုရှားစည်းဝါးရေးကိုထိခိုက်စေဖို့အရေးကြီးတာပါ။အကယ်၍အနောက်နိုင်ငံတွေကရုရှားသင်္ဘောတွေကိုဒီလိုပဲဇက်တိုက်သိမ်းသိနိုင်မယ်ဆိုရင်2025ခုနှစ်မှာရုရှားရဲ့စစ်ရေးဆွဲဆောင်နိုင်မှုကိုကြီးမားစွာထိခိုက်စေနိုင်ပါတယ်။ ရုရှားရဲ့2025ဘန်နာရေးနှစ်အတွက်တည်ပြုထားတဲ့ဘတ်ဂျက်စုစုပေါင်းက Rubel 41.5 trillion American Dollar 435.8 billion လောက်ရှိပြီးနှစ်ပေါင်းများစွာမှာအကြီးမားဆုံးဘတ်ဂျက်တစ်ခုပါပဲ။အထူးသဖြင့်ကာဝေးရေးအတွက် Rubel 73.5 trillion ဒေါ်လာ142 billion သတ်မှတ်ထားတာကိုသတိထားစီရပါ။ဒါကလွန်ခဲ့တဲ့နှစ်ကထက်25ရာခိုင်နှုန်းတိုးလာတဲ့ပမာဏဖြစ်ပြီးဘတ်ဂျက်စုစုပေါင်းရဲ့32.5ရာခိုင်နှုန်းလောက်ရှိပါတယ်။ ယူကရိန်းမှာစစ်ပွဲဖြစ်နေတဲ့အတွက်ရုရှားကစစ်ရေးကိစ္စတွေကိုဘယ်လောက်ထိလေးထားနေသလဲဆိုတာဒီကနေသိနိုင်ပါတယ်။ဒါအပြင်အမျိုးသားလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လည်းရူဘယ်3.5ထရီလီယံဒေါ်လာ36.8ဘီလီယံသတ်မှတ်ထားပါတယ်။ဒါရီအားလုံးပေါင်းရင်ရုရှားဘတ်ဂျက်ရဲ့41%လောက်ကကာဝယ်ရေးနဲ့လုံခြုံရေးအတွက်ပါပဲ။ ဒီထက်ပိုဆန်းကြတာက2025ဘတ်ဂျက်ရဲ့၃ဘုံတစ်ဘုံလောက်ကလျှို့ဝှက်စင်ဒါမှမဟုတ်အထူးလျှို့ဝှက်စင်သတ်မှတ်ထားတာပါရုရှားရဲ့ဒီလိုစည်ရေးပြင်ဆင်မှုတွေကိုပုံမတိုးမြင့်လာတာလျှို့ဝှက်မှုတွေများလာတာအခွန်တွေတိုးကောက်လာတာတွေဟာယူကရိန်းစစ်ပွဲနဲ့ပြည်ပဆိုင်ရာ PR တွေကြမှာခရမလင်ရဲ့နိုင်ငံရေးနဲ့စည်ရေးညီမှန်းချက်တွေကိုဖော်ပြနေပါတယ်စိတ်ဝင်စားစရာကောင်းတာကရုရှားအာဏာပိုင်တွေဟာဘတ်ဂျက်ရဲ့စစ်ဆေးရေးအပိုင်းကိုတမင်တသက်လျှော့ပြီးပြောနေတယ်လို့ပါပဲ။ အရေးကြီးတဲ့အရာရှိကြီးတွေတောင်ဒီအကြောင်းမပြောကြဘူး။ရုရှားစီးပွားရေးသတင်းစာတွေကလည်းဒီအကြောင်းအခြေတဝင့်မရေးကြဘူး။ဒါကလျှို့ဝှက်မှုကိုနှစ်ဆတိုးနေတဲ့သဘောပါပဲ။ပိုအရေးကြီးတာကခရမလင်ဟာသူတို့စစ်ပွဲမှာအနိုင်ရနေပြီးစိုးရင်တရားမရှိဘူးဆိုတဲ့သတင်းမှားတွေကိုဆက်လက်ဖြန့်ဝေနေတယ်ဆိုတာကိုပြသနေတာပါ။တချို့နိုင်ငံတွေကရုရှား Shadow Fleet တွေဟာတဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာလုံခြုံရေးအတွက်အန္တရာယ်ဖြစ်နိုင်တယ်လို့သတိပေးထားပါတယ်။ အထူးသဖြင့်အက်စတိုးနီးယားနိုင်ငံဟာဘော်လ်တစ်ပင်လယ်ရဲ့အရှေ့ဘက်စွန်းဖင်လန်ပင်လယ်ခွေ့မှာရုရှားနဲ့နယ်မိတ်ချင်းထိစပ်နေတဲ့အတွက်ရေချောင်းလုံခြုံရေးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။ဖင်လန်ပင်လယ်ခွေ့မှာရှိတဲ့ကုန်သွယ်ရေးသင်္ဘောတွေနဲ့ရေနံနေသင်္ဘောတွေဟာအဓိကအဖြစ်အရှေ့ကနေအနောက်ကိုရွေ့ရှားနေကြပြီး Primox လို့ရုရှားရဲ့အဓိကစိတ်ကမ်းတွေကနေကုန်ပစ္စည်းတွေကိုတည်ဆောင်နေကြတာပါ။ Primox စိတ်ကမ်းဟာ Baltic ဒေသမှာအကြီးဆုံးရေနံတင်ပို့ရေးစင်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း EU အတွင်းကခရီးသည်တင်သင်းမော်တွေဟာတစ်နှစ်ကိုခရီးသည်၁၀တန်းလောက်တဲဆောင်ပြီးမြောက်ကနေတောင်ကိုအဓိကသွားလာနေကြတဲ့အတွက်သင်းမော်တိုက်မှုဖြစ်နိုင်ခြေကိုတိတိတတ်တာမြင့်တက်စေပါတယ်။ရုရှားသင်းမော်တွေဟာအက်စတိုးနီးယားရဲ့တည်တံစီးပွားရေးဆောင်တွေမှာရုရှားစိတ်ကံတွေကိုဝင်ဖို့စောင့်ဆိုင်းနေတဲ့ပြီးရေတံရုပ်ဖိတ်မှုဖြစ်ရင်ပတ်ဝန်းကျင်ထိခိုက်နိုင်ခြေရှိတယ်လို့ဆိုရမှုတွေရှိနေပါတယ်။တချို့သင်းမော်တွေကရက်အနည်းငယ်လောက်ပဲစောင့်နေတတ်ပေမဲ့တချို့ကတော့လာပေါင်းများစွာစောင့်နေရတတ်ပါတယ်။ ပြီးခဲ့တဲ့နေရာဒီမှာအက်စတိုးနီးယားအနာပိုင်တွေဟာစိုက်ကပ်နေတဲ့တင်မော200လောက်ကိုအာမခံစာရွက်စာတမ်းတွေတောင်းခံခဲ့ပြီးသုံးပုံနှစ်ပုံလောက်ကသာပြန်ဖြေခဲ့ကြတယ်လို့အက်စတိုးနီးယားနိုင်ငံသားရေးဝန်ကြီးဌာနကပိတ်ဆို့မှုနဲ့နှီးပြူဟာမြောက်တင်ပို့မှုထိန်းချုပ်ရေးဌာနကမာလီဆပ်ကပြောပါတယ်ဒီဒီမော်တွေဟာကျွန်တော်တို့ရဲ့ကံရိုးရဲနဲ့အရန်နီနီကက်ကစိုက်ကက်ထားတဲ့အတွက်ပတ်ဝန်းကျင်အန္တရာယ်ရှိပါတယ်။အာမငန်ရှိတဲ့ဒီမော်တွေတောင်မှတကယ်လို့စိတ်ချရတဲ့အာမခံမျိုးမရှိနိုင်ပါဘူးလို့သူမကဆိုပါတယ်။ ဒါကရုရှားရဲ့ Shadow Fleet တွေမှာအနောက်နိုင်ငံတွေရဲ့စံနှုန်းတွေနဲ့မကိုက်ညီတဲ့အာမခံတွေကိုအသုံးပြုနေတယ်ဆိုတဲ့အချက်ကိုထပ်မံသက်သေပြနေပါတယ်။ Estonia နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရဒီအာမခံကုမ္ပဏီအသစ်တချို့ဟာ Kazakhstan နဲ့ Kazakhstan ကနေဖြစ်ပြီးဒီနိုင်ငံနှစ်ခုစလုံးဟာကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ကဂျခင်က Soviet Union ရဲ့အစိတ်အပိုင်းတွေဖြစ်ခဲ့ပါတယ်။ရုရှားဟာဒီနိုင်ငံတွေရဲ့အစိုးရတွေကိုထောက်ခံပြီးသူတို့နဲ့နှီးကပ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားပါတယ် 2022ခုနှစ်မှာကာဇစတန်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ဆန္ဒပြမှုတွေကိုဖြိုဖျက်ဖို့စစ်တပ်တောင်ပို့ပေးခဲ့တဲ့အထိပါပဲ။သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေကိုဖုံးကွယ်တာ၊တင်းမောတီနေရာပြစနစ်တွေကိုပိတ်ထားတာ၊အာမခံမလုံလောက်တဲ့တင်းမောဟောင်းတွေကိုအုံပြူတာ၊ပြုပြင်ထိန်းသိမ်းမှုအားနည်းတာတွေကြောင့် Russia Shadow Fleet ဟာခြေချောင်းကုန်သွယ်ရေးမှာအမျိုးမျိုးဖုံဖုံပြောင်းလဲနိုင်ပြီးအန်ဒီရဲ့အရှိဆုံးအရာတွေကတစ်ခုဖြစ်ပါတယ်။အခုချိန်မှာသူတို့ဟာခြေချောင်းကုန်သွယ်ရေးရဲ့၅ဘုံတစ်ဘုံနီးပါးကိုကိုယ်သားပြုနေတဲ့အတွက် ဥပဒေနဲ့ညီသွားလာနေတဲ့တင်းမော်တွေအတွက်ကြီးမားတဲ့အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင်ဒီတင်းမော်တွေဟာပဝင်းကျင်အတွက်အလွန်အန္တရာယ်ရှိတဲ့ရေနံကျန်းတွေကိုတည်ဆောင်နေကြတာပါ။ Shadow Fleet တင်းမော်တစ်စီးနဲ့ရေနံယိုဖိမှုကြီးတစ်ခုဖြစ်ပါကအပြည့်ပိဆိုင်ရာပြဿနာကိုဖြစ်စေနိုင်ပြီးရုရှားရဲ့တင်ပို့ရေးအခြေခံဆောက်အုံကြီးတစ်ခုလုံးကိုချိန်းချောက်နိုင်တဲ့အထိပုံမူကြီးမားတဲ့ထိန်းချုပ်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ Shadow Fleet နဲ့ပတ်သက်တဲ့တရားဝင်မှုနဲ့ဂုံတရင်ဆိုင်ရာအန္တရာယ်တွေလည်းရှိပါတယ်။ ရုရှားနဲ့ဆက်ဆက်နေတဲ့သင်္ဘောတချို့ဟာ Baltic ပင်လယ်မှာရှိနေတဲ့ရေအောက်ကျေးနပ်တွေနဲ့ပိုက်လိုင်းတွေကိုပျက်စီးစေခဲ့တယ်လို့တန်တရားရှိနေပြီးဖြတ်စည်းမှုတွေလုပ်နိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဇန်နဝါရီလ14ရက်မှာတော့ Baltic ဒေသက NATO ဖွဲ့ဝင်တွေနိုင်ငံတွေဟာ DNA တွေကိုရှော့ချဖို့ဆွေးနွေးဖို့အစုဝေးခဲ့ကြပါတယ်။ NATO ကဒီနောက်ပိုင်းမှာ Baltic Sanctuary လို့ခေါ်တဲ့စီမံကိန်းအောက်မှာအရေးကြီးအခြေခံအဆောက်အအုံတွေကိုကာဝယ်ဖို့ စစ်သည်မော်ရီလေရင်တွေနဲ့ဂျင်းကုန်ဒရုန်းတွေကိုစေလွတ်ဖို့အစီအစဉ်တွေကိုကြီးညာခဲ့ပါတယ်။ဒီကနေ့မတိုင်ခင်ကဒီဇင်ဘာလနှောင်းပိုင်းမှာလဲရုရှားနဲ့ဆက်ဆက်နေတဲ့ Eagle S ဆိုတဲ့ဂျင်းနဲ့တင်သင်းမော်ဟာအက်စတိုးနီးယားနဲ့ဖင်လန်ကိုဆက်သွယ်ထားတဲ့ဂျီအောက်ဂျင်းနဲ့တွေကိုပျက်စီးစေခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ဇန်နဝါရီလမှာတော့ဆွီဒင်ယာရှိတွေကဆွီဒင်နဲ့လက်ဗီယာကိုဆက်သွယ်ထားတဲ့ဂျီအောက်ဂျင်းနဲ့တစ်ခုကိုပျက်စီးစေခဲ့တဲ့မော်တာအလံကိုင်းသင်းမော်တစ်စီးကိုဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာပါဝင်ခဲ့တယ်လို့ယူဆရတဲ့နောက်ထပ်သင်္ဘောတစ်စီးကိုနော်ဝေကဇန်နဝါရီလ31ရက်နေ့မှာတင်စီးလိုက်ပါတယ်။တမင်တကာဖြစ်ဖြစ်မတော်တဆဖြစ်ဖြစ်ဒီလိုဖြစ်ရပ်တွေဟာရုရှားကိုတရားစွဲဆိုမှုတွေအပြည်ပြည်ဆိုင်ရာရှုတ်ချမှုတွေနဲ့ပြန်လည်အခြေယူမှုတွေရဲ့အန္တရာယ်ကိုပုံမူရင်ဆိုင်ရစေပါတယ်။ဒါအပြင်နေတိုးနိုင်ငံတွေအတွက်အရေးကြီးရေကြောင်းစုံတွေမှာစောင့်ကြည့်ရင်းနဲ့လှည့်လည်စစ်ဆေးမှုတွေကိုတိုးမြှင့်ဖို့အကြောင်းပြချက်တွေလည်းဖြစ်စေပါတယ်။ဒါကရုရှားရဲ့လျှို့ဝှက်ရေကြောင်းလုပ်ငန်းတွေကိုဖိအားပိုတိုးစေပါတယ်။ အခြေခံအဖြစ်ရုရှားရဲ့ Shadow Fleet ဟာအနောက်နိုင်ငံတွေရဲ့ဖိအားကို ပုံမှုခံနေရပါတယ်။အဓိကကတော့မတော်တဆဖြစ်ရတွေကြောင့်ပါ။ပြုပြင်ထိန်းသိမ်းမှုနေပြီးအနောက်နိုင်ငံတွေရဲ့ Radar တွေကိုရှောင်နေရတဲ့သင်္ဘောဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်စစ်ပွဲအတွက်ရန်မုံငွေရှာဖို့ဒီတေယူပို့ဆောင်ရေးစနစ်ကိုလိုအပ်နေပေမဲ့ရုရှားအနေနဲ့ဒီလုပ်ငန်းစဉ်တွေကိုထိန်းချုပ်ဖို့အလွန်ခက်ခဲနေပါတယ်။ဒါကြောင့်မဂျာမနီက Eventine လို့သင်္ဘောကိုသိမ်းပြီးနိုင်တာဟာအရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်နိုင်တာပါ။ ဒါကရုရှားမှာသူ့ရဲ့စိတ်ကမ်းတွေကနေဝေးကွာတဲ့နေရာတွေမှာရှိတဲ့ဒီသင်းမော့တွေကိုစနစ်တကျခြေရာခံဖို့ထိမ့်သိမ့်ဖို့အခြေချင်းမရှိဘူးဆိုတာကိုထင်ဟပ်စေပါတယ်။ဒါကပဝင်းကျင်အတွက်အန္တရာယ်ဖြစ်စေနိုင်ခြေကိုမြစ်တက်စေုံသာမကရုရှားသင်းမော့တွေရဲ့လျှို့ဝှက်ကုန်သွယ်မှုအတွက်အားထားနေရတဲ့မမြင်ရတဲ့အခြေအနေတွေကိုလည်းဆုံရှုံစေနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။